ဒုတိယအကြိမ်ထုတ်ပြန်ထားတဲ့မဲစင်းကိုလာကြည့်ဖို့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကအတန်ချက်ချက်နဲ့ light or အသိပေးနေပေမဲ့ပြည်သူအများစုကသွားကြည့်တာမရှိဘူးလို့ရန်ကုန်မြို့မှာနေထိုင်သူတွေကပြောပြပါဗျ။စေအုပ်စုကလုံးမဲ့ရွေးကောက်ပွဲအတွက်မဲစင်းကိုစစ်ဆေးကြည့်ဖို့နေတိုင်း light or အသိပေးနေပေမဲ့ပြည်သူအများစုကမဲစင်းကိုစိတ်မဝင်စားရုံနဲ့မကပဲမဲပေးဖို့အတွက်ပါဆန္ဒရှိမနေကြဘူးလို့တင်ငယ်ချုံမြို့နယ်မှာနေထိုင်သူတအုပ်ကပြောပါဗျ။ စက်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒုတိယအကြိမ်မဲဆင်းရင်းဆိုပြီးထုတ်ပြန်ပေမဲ့အရင်အစည်းအဝေးတိုင်းပြောင်းလဲမရှိဘူးလို့လည်းအုပ်ချုပ်ရေးပိုင်းနယ်နီးစပ်သူတွေစီကသိရပါဗါတယ်။တောင်းကလာပါမြို့နယ်တစ်ဆယ်ရက်ခွဲအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်ကတော့အရင်မဲဆင်းရင်းအတိုင်းအပြောင်းလဲမရှိတာဟာပြင်ဆင်ဖို့ရှောက်တဲ့သူမရှိလို့ဖြစ်မယ်လို့ဆိုပါဗါတယ်။ စစ်တပ်ကပထမအကြိမ်မဲရှင်းကိုအော်တိုဘားလမှာ22ရက်ကြာအတိပေးခဲ့ပြီးပြည်သူအများစုသွားမကြည့်တဲ့အတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုတွေစစ်တပ်ထောက်ခံသူတွေကိုခေါ်ကောင်းဓာတ်ပုံရိုက်ပြီးလိန်ညာဝါဒဖြန့်တာတွေလုပ်ခဲ့တာတွေရှိပါတယ်။အခုဒုတိယအကြိမ်ထုတ်ပြန်တဲ့မဲရှင်းနဲ့ပတ်သက်ပြီးတော့လည်းမိသားစုတစုမှာအ ਨੇ စုံတယောက်ကြည့်ဖို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။